ုစားခြင်းနဲ့မှလို့လွယ်လဲလွယ်မြန်လဲမြန်လဲထောက်ဖက်ပေးမှုလေးလို့ဆောင်းမှာပဲဖြစ်ပါရဲ့ရှင်။ခွက်အလော့လေးတလုံးတည်းကိုကျမဆမ်မုံထမင်းစားစုံနဲ့သုံးစုံမောင်းမောင်းထည့်လိုက်ပါမယ်။ဒီဟာဆမ်မုံတရားလေးဆန်ကြီးပဲမဟုတ်ဘဲနဲ့ဂျုံမုံအနေငယ်ရောထားတာဖြစ်တဲ့အတွက်ကျမရဲ့မုံလေးကတော့မာမှုမရှိဘဲနဲ့ပေါ့နော်အနေငယ်ပျော့ပျော့အီအီဖက်ဖက်လေးတော့ဖြစ်နေမှာပဲဖြစ်ပါရဲ့။ဆမ်မုံလေးတွေကိုကျမစားလေးလက်ဖက်ရည်စုံနဲ့တဝမ်းလောက်ထည့်လိုက်ပါရရှင်။ ကြားကိုတော့ကျမထမင်းဆောက်စုံနဲ့မောင်မောင်တစုံလောက်ထည့်လိုက်ပါတယ်။အဲ့အထဲကိုထညက်မထည့်ဘူးဆိုရင်တော့ကျမကထည့်မှာပါ။ဒါပေမဲ့လည်းကျမမှာရှိနေထညက်ကနဲနဲနဲနေပြီးဖြစ်တဲ့အတွက်ခြွေတာပြီးသုံးနေရတာမလို့ဟိုထညက်ကိုတော့ထည့်မယ်။အယောင်အဖြစ်ပဲအသုံးပြုမှာဖြစ်တဲ့အတွက်တကြားလေးကူပေးခြင်းပဲဖြစ်ပါတယ်ရှင်။ cheese ကိုတော့ကျမတစ်ဖက်ဆောက်စုံတစုံစားအသုံးပြုထားပါတယ်ရှင်။ baking powder ကတော့လက်ဖက်စားစွန်းတစ်စွန်းစာရဲ့တောင်းပုံတစ်ပုံစာထည့်လိုက်ပါတယ်။ ကျွန်တော်တော့ begin ဆိုတာပါ begin ဆိုတာတော့တစ်ပတ်စာစံတစ်စွမ်းစာရဲ့ဇွန်းထိပ်ပြားစာလေးပဲထည့်ပြီးလိုက်ပါတယ်။ဒါလေးကတော့တညတ်သုံးလုံးကိုကြိုထားတဲ့အရင်လေးပါ။ဒါအကုန်မဟုတ်ပါဘူးရှင်။တဝက်ကိုပဲအသုံးပြုထားတာဖြစ်ပါတယ်။တဝက်ကို တရုတ်ထမင်းမကန်လုံးတစ်လုံးစာရေးအပြည့်ဖြည့်ပြီးတော့ကျွန်မအယောင်နေနဲ့ပဲထည့်လိုက်ပါတယ်ရှင်။အဲ့ဒီအထဲကိုကျမထွက်ဖက်စီလေးအပူပေးထားတာလေးတစွမ်းစာထည့်လိုက်ပါရစေ။ အဲ့ဒီအထင်းကိုကျုပ်တလုံးဖောက်ထည့်လိုက်ပါမယ်ရှင်ဒါဘယ်မှမဟုတ်ပါဘူးကျုပ်ပါရှင်ကျုပ်အဖြူပါအောင်းရင်ပစ္စည်းတွေကိုနှမ်းဆက်သွားအောင်လို့ကျွန်မတည်တည်ချာချာမွေးပြီးလိုက်ပါမယ် ချက်စာမှွေပြီးပြီဖြစ်လို့ဒီမုတ်ရည်လေးတွေကိုကျွန်မအခန်းပူချိန်မှာပဲ၄နာရီလောက်အချိန်ဖောက်ထားလိုက်ပါမယ်။နိုင်ကြပြီးရင်တော့ရရှိလာတဲ့မုံရည်လေးပါဒီမုံရည်လေးဟာမုံလုပ်ဖို့အတွက်အဆင်သင့်ဖြစ်နေပါပြီเนาะဒီမုံလေးလုပ်ဖို့အတွက်သူနဲ့တင့်တော်ရဲ့အိုးလေးကိုကျွန်မမီးဖို့ဝန်စတင်လိုက်ပါမယ်မီးပူချိန်ကိုအလေလက်ထားပါမယ်အိုးလေးအနှဲငယ်ပူလာတဲ့အချိန်မှာကျွန်မဒီထောဘက်စီလေးကို အနှဲငယ်ထည့်လိုက်ပါမယ်ရှင် ူလေးကိုလည်းစီလေးအနေငယ်နှံသွားအောင်ကိုဟိုဘက်ဒီဘက်လှည့်ပေးလိုက်ပါမယ်ရှင်။အိုးပူရှင်လေးဟာအခုဆိုရင် မုံလို့ဖို့အဆင်သင့်ဖြစ်နေပြီနော်။ကျမလှုပ်ထားတဲ့မုံရည်လေးဟာဒီအနေလေးဟာအပြည့်အစုံဟာအတော်ပါပဲ။ကျမမုံရည်လေးတစ်စုံကိုအိုးလေးကိုခတ်ထည့်လိုက်ပါမယ်ရှင်။ကျမအခုလုပ်ထားတဲ့မုံရည်လေးကဘိန်းမုံ၃ချက်စာလုပ်ထားတာပဲဖြစ်ပါရဲ့ရှင်။ ဘီမုံကြော်လာတဲ့အိုလေးလေးကိုပထမဆုံးကျမအုံလေးကြော်လေးအနှဲငယ်ဖြိုထည့်လိုက်ပါမယ်ရှင်။ပြန်သွားအောင်အနှဲငယ်ဖြန့်ပြီးတော့ထည့်လိုက်ပါမယ်။ဒါကတီဟိုဇန်လေးပါ။တီဟိုဇန်လေးကိုကြတော့ကျမအချမ်းလိုက်မထည့်ဘဲနဲ့ဇလုံးစကူလေးလုပ်ပြီးတော့ထည့်လိုက်ပါတယ်ရှင်။ဒီလိုဇန်ကမပါမဖြစ်တော့မဟုတ်ပါဘူးရှင်အကယ်၍ကိုကမကြိုက်ဘူးကိုကမစားခြင်းဆိုမထည့်လဲဖြစ်ပါတယ် လေးကတော့မြေပဲဆန်လေးပါရှင်မြေပဲဆန်အကယ်၍အလတ်ချက်ရှိရဲဆိုရင် မထည့်လေးရပါတယ်ဒီပစ္စည်းတွေကို မပါမဖြစ်တော့မဟုတ်ပါဘူးကိုကြိုက်တဲ့ topping လေးတွေထည့်စားလို့ရပါတယ်ဒါလေးကတော့အုံမုံလေးပါရင်တွင်းအနှဲငယ်ထည့်ပြီးတော့ဟိုခက်ဆူဆူလေးလုပ်ထားတာပဲဖြစ်ပါတယ်ရှင်ကျမမှာတော့အုံဒီလလန့်ဆက်ဆက်မရတာဖြစ်တဲ့အတွက်အုံဒီအနံ့ရကျင်လို့ဒီအုံဒီအမုံလေးကိုထည့်ခြင်းပဲဖြစ်ပါတယ်ရှင် ါလေးကဘိန်းစင်လေးပါဘိန်းစင်လေးကိုထောဘက်ဘိန်းမုတ်ပေါ်ဖြူလိုက်ပါမယ်ထောဘက်စီနဲ့ဘိန်းစင်အနံတွေ့တဲ့အခါမှာအရန်ကိုပဲမှုန့်ချိုင်လာပါတယ်ဘိန်းမုတ်လေးပေါ်ကိုထောဘက်စီလေးအနှင်းငယ်ဖြန်လိုက်ပါမယ်ထောဘက်စီလေးအနံကြောင့်ဘိန်းမုတ်လေးဟာအရန်ကိုပဲတင်းပြန်လာပါတယ်ကျမတို့ရှိမှရှိတဲ့ထောဘက်စီဟာဂီထောဘက်လိုတော့အရန်အနံ့မပြင်းပါဘူးရှင်သူကစားလိုက်ရင်ပါဇက်ထဲမှာမှု့ပြန့်သွားတဲ့အနံလေးကိုပြီးဆွမ်းပါတယ် ိမ့်မုံလေးဟာအခုဆိုရင်ဒီဘက်ကနေရနေပါပြီ။ကျမဘိမ့်မုံလေးကိုတစ်ဖက်လှမ်းမှုအတွက်ကကျမတုံထားတဲ့အိုးဟာဆောင်းနှက်တဲ့အိုးဖြစ်တဲ့အတွက်လှမ်းမှုအဆင်မပြေပါဘူးရှင်။အဲဒါကြောင့်မလို့ဒီဘက်ကဒေအိုးတစ်ခုကိုအသုံးပြုပြီးရောဘိမ့်မုံလေးကိုမှောက်ပြီးရောချလိုက်ပါမယ်။ ။အရာစံမှုတရားနဲ့စံရေးပဲလောက်ထားတာမဟုတ်ဘဲနဲ့ဂျုံလေးအနေငယ်ရောတတ်သားကြပါလေ။အဲဒါကြောင့်မုံလေးကနည်းနည်းတော့ပျော့ပျော့အိမ်လေးဖြစ်နေပါလေ။ဒီဘက်ကဒေဦးလေးကိုမိအနေငယ်လေးနဲ့မျက်နှာပြင်အညိုရောင်တန်းလာတဲ့အထိကျွန်မခဏလေးထားလိုက်ပါမယ်။အဲ့အချိန်မှာဟိုဘက်ဒေဦးကိုလည်းကျွန်မထောဘက်စီအနေငယ်ထည့်လိုက်ပါမယ်။ဒီဘက်ဘိမုတ်ပေါ်ကိုလေထောဘက်စီလေးအနေငယ်ဖြားလိုက်ပါမယ်။ ဘဘစီလေးနှာဝောင်းလို့အနေငယ်တော့အိုးလေးကိုလှုပ်ခါပေးလိုက်မယ်။ပုံသွင်းမဲ့အိုးလေးတွေကိုကျမမိုးရီတစုံကောင်းထပ်ထည့်လိုက်ပါမယ်။အဲ့ဒီအထဲကိုခုနလိုပဲကျမအုံးကြီးချော်လေးဖြုန်လိုက်ပါမယ်။တီဟူဇန်လေးလည်းထည့်လိုက်ပါမယ်။ရေဘဲဇန်လေးလည်းထည့်လိုက်ပါမယ်။ဘိန်းစိလေးထည့်လိုက်ပါမယ်။အုံးကြီးချက်အမုံလေးထည့်လိုက်ပါမယ်။ တဲ့ထောက်သန့်စီလေးပါထည့်ပေးလိုက်ပါမယ်။အဖုံးလေးခဏအောင်ထားပေးလိုက်ပါမယ်ရှင်။ဒီဘက်မုတ်လေးကိုလှမ်းပြီးအနေထားလေးပါအခုဆိုရင်ဒီဘက်ကမုတ်ကြီးရရနေပါပြီနော်။ဒီဘက်အိုးလေးတွေကလည်းမုတ်ချက်ပြီးဖြစ်တဲ့အတွက်ဒေအိုးလေးတွေကိုမှောက်ပြီးတော့တွန်းချလိုက်ပါမယ်။နောက်ဆုံးတစ်ခုလုပ်ဖို့အတွက်အိုးလေးကိုကျွန်မထောက်ဘက်စီလေးအနေငယ်ထည့်လိုက်ပါမယ်။အမလေးလေးကိုလည်းထောက်ဘက်စီအနေငယ်ဖြန်းပေးလိုက်ပါမယ်။နောက်က ်။ငုံနှစ်ချက်ရှိကလောက်သွားသလိုမျိုးပဲအစာပလာတွေထပ်ထည့်လိုက်ပါမယ်။ ုဆိုရင်ထောပန်နဲ့တင်းတင်းလေးနဲ့အရန်ကိုပဲစားလို့ကောင်းတဲ့ထောပန်ဘိမုံလေးရရှိနေပါပြီ။ထောပန်ဘိမုံလေးကိုမိသားစုရင်းနေလဲနေကင်းမှာရင်းွေးချမ်းနဲ့ပဲစားစား၊လက်ဖက်ရည်နဲ့ပဲစားစား၊အာကော်ဖီနဲ့ပဲစားစားအရန်ကိုပဲစားလို့ကောင်းတဲ့ထောပန်ဘိမုံလေးဖြစ်ပါရဲ့ရှင်။ ဒီကျမလုပ်ထားတဲ့ထောပတ်ဘိမ့်မုံလေးကထူထူအီးအီးပုံစံလေးမဟုတ်ဘဲနဲ့ပပအီးအီးပုံစံလေးပါအကူကထူထူလေးလိုချင်နေဆိုရင် ထပ်ပြီးတော့ကိုယ်စိတ်ဆိုင်ထပ်ထည့်နိုင်ပါတယ်အခုအချိုအနေထားကလည်းကျမကအချိုတိတ်မစားတာဖြစ်တဲ့အတွက်အချိုလေးကအတော်ပါပဲအစိတ်အနေထားလေးဘက်ကိုပိုရောက်ပါတယ်ရှင် ကျမအခုလက်ရှိရောင်းနေတဲ့နိုင်ငံဆန်မုန့်တွေဟာဆန်မုန့်တွေကိုချိန်ထားရဲဆိုပေမဲ့လေကျမတို့နိုင်ငံကဆန်ငစိန်ဆန်လိုမျိုးဆန်ကိုချိန်ထားတာမဟုတ်တဲ့အတွက်ဆန်ပျော့ပျော့အီးအီးကိုချိန်ထားတာဖြစ်တဲ့အတွက်မုန့်တွေကလည်းအနှဲငယ်ပျော့အီးပါတယ်ပြီးတော့အဲ့ဆန်ထဲမှာတချို့က ဂျုံကိုရောထားတတ်ကြပါတယ်အဲ့ဒါကြောင့်မလို့ဆန်မှုန့်ကိုကျမတို့ပွားစေးသုံးလိုက်တဲ့အခါမှာဂျုံမှုန့်ကပါပွာလာပြီးတော့မုတ်တောင်းကိုပို့ပြီးရောပြော့ဤစီပါတယ်အဲ့ဒါကြောင့်မလို့ကျမကတော့ကိုဘာနေကိုပဲဆန်ချန်းကိုချိတ်ပြီးတော့မုတ်ကိုအသုံးပြုပါတယ်ဒါအခုအလွယ်အသုံးပြုလိုက်တဲ့နည်းပါကျမမုတ်လုပ်နေဆိုရင်တော့ကျမဘာနေကျမဆန်ကို၃ရက်လောက်ရေစိမ်ပြီးတော့အသုံးပြုပါတယ် ကိုယ်မှာကိုမုံလို့စားခြင်းဟာတတန်ရှင်ရှင်လလတ်ဆက်ဆက်လေးစားရတယ်။များများလေးစားရတာမလို့မုတ်ကလေးတွေကိုလိုက်ပါပြီးတော့လုံဆောင်ကြည့်ကြပါအောင်ရှင်။ကျမရဲ့ဗီဒီယိုဖိုင်တွေကိုကြည့်ရှုပေးတဲ့အတွက်လည်းအားလုံးကိုကျေးဇူးအထူးပဲတင်ရှိပါတယ်ရှင်။